နဂနာပွဲမှာကြက်ကိုအရှင်လိုက်သုံးဆောင်ပြခဲ့လို့အေးအေးယူခံနေရတဲ့နဂတော်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဘောင်မီစနောင်းကနေပြလေးကြိုဆိုလိုက်ပါရယ်နဂနာပွဲမှာကြက်ကိုအရှင်လက်လက်ထူးထူးဆန်းဆန်းသုံးဆောင်ပြီးတော့ပူဇော်ခဲ့ရကြောင်းလူပြောများနေတဲ့ကိစ္စက အခုရပိုင်းထဲမှာဖြစ်ပြသွားခဲ့ပါတယ်မြန်မာနိုင်ငံဟာထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်ပါတယ်ဒါပေမဲ့လည်းနတ်ကိုးကွယ်မှုတွေများပြားပါတယ်အထူးသဖြင့်နတ်ပွဲတွေကိုမကြာခဏတွေ့ရလိမ့်ရှိပါတယ်ဒီလိုမျိုးမြန်မာနိုင်ငံဟာဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်းကားပေမဲ့တရက်တရွာတကာတာတပုတ်ဆန်းဆိုသလိုထူးဆန်းတဲ့ကိုးကွယ်ပါတာပူဇော်မှုတွေလည်းများစွာရှိနေရဖြစ်ပါတယ် အထူးသဖြင့်တော့အတွင်း38မင်းအပြင်38မင်းသောနှက်တွေကိုပူဇော်ပါသားကြရမှာထူးဆန်းတဲ့ဒလိထုံထမ်းအစင်လာတွေလည်းထွက်လာတာဖြစ်ပါတယ်။ ဥပမာမိုးရွာရင်လွန်ဆွမ်းရတာတောင်ပြုံးပွဲမုံဆန်းနဲ့ငပြောသည့်အချို့ပွဲပါတာရတယ်။ဥရှင်ကြီးနဲ့စသဖြင့်ထူးဆန်းသောတလေးတွေအများကြီးရှိပါတယ်။ဒါပေမဲ့တရိတ်ဆန်ကိုအရှင်လက်လက်တွေစားသုံးပြီးတော့ဇရီးကရစ်ပူစောကြတာတွေအခုလိုအစိမ်းစားပြတာတွေဟာကျမ်းမာရေးအနေနဲ့ရောဘာသာရေးအနေနဲ့ပါမလုံသိမလုံအပ်မလုံထိုက်တဲ့ဆက်စုပ်ယွန်းရှားပွဲရအဖြစ်အပျက်တွေဖြစ်နေကြအောင်အလုံးကပြင်းပြင်းထန်ထန်ဝေဖန်ကြတာဖြစ်ပါတယ်။ အခုခါမှာလည်းဗုဒ္ဓတရားတော်နဲ့မလျော်ညီတဲ့ရစ်ပူဇော်ခြင်းအသွင်ဆောင်တဲ့စက်တတော်ကိုအရှင်လက်လက်သွေးဆိုင်ရှင်ရှင်ထွက်အောင်လူများရှိမှသုံးဆောင်ပြတဲ့နတ်ကတော်ကိုအရေးယူဆောင်ရွက်ဖို့အတွက်ပြင်ဆင်နေရလို့မြန်မာနိုင်ငံဒေဝါပညာရှင်များစီကံထိန်ထိန်ရေးကော်မတီဘဟုကထုတ်ပြန်ထားပါတယ်။အင်တာနက်ပေါ်မှာလည်းနတ်ကတော်တယောက်စက်တကောင်ကိုအစိမ်းလိုက်အရှင်လက်လက်သုံးဆောင်ပြနေတဲ့ဗီဒီယိုကပြန့်နှံ့လာခဲ့ပါတယ်။အဆိုပါဗီဒီယိုဖိုင်ကတော့ Facebook အကောင့်ပိုင်ရှင်ကျော်စိုးမှုအမည်ရှိတဲ့လူမှုကွန်ရက်စာမျက်နှာကနေပေါ်ပြ ခဲ့ရဖြစ်ပါတယ်။အဆိုပါဗီဒီယိုဖိုင်မှာတော့နက်ကတော်ကစက် တကောင်ကိုအရှင်လက်လက်စားသုံးပြနေရဖြစ်ပါတယ်။ဒါကြောင့်လည်းမြင်းတို့တိုင်းကထိတ်လန့်တုံလို့အော်ဂလီဆန်သွားကြရပါတယ်။အင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဆိုပါဗီဒီယိုဖိုင်နဲ့ပတ်သက်လို့နက်ကတော်အတိုင်းအဝိုင်းကလည်းစက်တီအဖျားဖျားနဲ့ပြည်စုံတဲ့ဒေဝတာနတ်မင်းအပေါင်းတို့ရဲ့ရှေ့မှာအခုလိုပူဇော်ပါသတာကအင်မတန်မှဆက်ဆုပ်ယွန်းရှာဖွေရာအတိဖြစ်ကြောင်းနတ်မင်းအပေါင်းကိုပူဇော်ပါသရိုတည်ကြတဲ့ခွန်ရသားသမီးများမှလည်းအထင်မြင်လွဲမှားစေတဲ့ဆက်ဆုပ်ယွန်းရှာဖွေအသွင်တရံကိုဖို ါ်ဆောင်နေရလို့လက်ကတော့အတိုင်းဝိုင်းကပြောပြခဲ့ပါတယ်။ဒါကြောင့်လေကျွန်တော်များမြန်မာနိုင်ငံဒေဝါပညာရှင်များစီကံထိန်ထိန်ရေးကော်မတီဘက်ဟုမှပြင်းထန်စွာကန့်ကွက်ရှုံချပါကြောင်းမြန်မာနိုင်ငံဒေဝါပညာရှင်များစီကံထိန်ထိန်ရေးကော်မတီဘက်ဟုကနေထုတ်ပြန်ထားပါတယ်။ဒီလိုမျိုးချက်တစ်ကောင်လုံးကိုအစိမ်းလိုက်ဝါးစားတဲ့ဖြစ်စဉ်ဟာ ARD တိုင်းဒေသကြီးဖြာပုံမျိုးနဲ့အမှတ်၃ရပ်ကွက်မှာနေထိုင်နေမိသားစုတစုကဦးစီးကျင်းပါတဲ့ ောင်ရေကန်ကြီးပူဇော်ပါဒပွဲမှာဖြစ်ပွားသွားခဲ့ရဖြစ်ပါတယ်။ကျန်းအရှင်တကောင်လုံးကိုစားပြခဲ့တဲ့သူကတော့ဖြာပုံမျိုးနယ်ကဒေဝပညာရှင်ခွန်၊နဂရော်ဦးအောင်ကိုမင်းဆိုသူဖြစ်ပါတယ်။ဒီလိုမျိုးကျန်းအရှင်ကိုအစိမ်းစားတောက်ပြနေတဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာတာကြောင့်တိုင်ကြားလာကြတဲ့အတွက်ပူဇော်ကပြခဲ့တဲ့ဒေဝပညာရှင်ဖြာပုံမျိုးကအောင်ကိုမင်းကိုမြို့နယ်နဂရော်ကော်မတီရဲ့လှုံ့ဆော်လုံနီးများအယောက်ဆက်လက်ပြီးတော့အရေးယူဆောင်ရွက်ဖို့အတွက်ပြင်ဆင်နေရလို့သိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော ော့ကြက်တကောင်လုံးကိုအရှင်လက်လက်သုံးဆောင်ပြခဲ့တယ်။နဂရော်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။